နှင်းရနှင်းရနေပေါ့နော်နှင်းရနေရကျွန်တော်တို့စထွက်တယ်ပေါ့ထွက်ပြီးတော့ကျွန်တော်တို့စကိုင်းမန္တလေးဝင်းကွန်းဟိုဘက်တီတောင်ကျွန်တော်တို့ရောက်ကြတယ်အဲ့မှာကျွန်တော်တို့မန္တလေးရောက်တော့လေမန္တလေးမှာကျွန်တော်တို့ဘာလုပ်ကြလဲဆိုတော့ဒီမန္တလေးရဲ့ပြည်သူတွေပေါ့နော်ကျွန်တော်ထမင်းပေါ့စတူဒီတာထမင်းကျွန်တော်တို့ကျွေးတယ်ဘယ်လိုခက်ခဲသူတို့မှပုံဘလို့ကောင်းနေနေ့ရှိလာမယ်ဆူဆောင်းခဲ့သူတို့ရဲ့ဝင်းတိုက်တာပြင်မိသားစုတိုးခဲ့သွားတယ်မြင်တော့အဆင်မကောင်းဖြစ်ရတာပေါ့ဗျာသူတို့မှတကယ်ကိုကူမဲ့သူတယောက်ရံလဲတကယ်ကို ဖေဟာတဆူပွင့်နေတိုင်းပဲသူတို့ဖြစ်နေကြတာလေ။အော်နောက်ပြီးတော့လမ်းဘေးမှာအိတ်နေကြတာလေမြင်တော့စိတ်မကောင်းဘူးပေါ့။စားမယ်တောက်မယ်ဖြစ်ကုန်ကြတယ်။နောက်ပြီးတော့မိဘမိဟိုအိုးအိမ်မိနော်အဲ့လိုတွေဖြစ်သွားကြတဲ့ခါကျတော့ကျွန်တော်တို့ကပြည်သူတွေပေါ့ဖွားပြည်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်လေမြင်တာစိတ်မကောင်းပါဘူး။ကျွန်တော်တို့ဘယ်လိုဆောင်ရွက်လဲဆိုတော့ကျွန်တော်တို့တပင်ဆိုတော့တပင်စီယုံနဲ့ကျွန်တော်တို့စူပေါင်းမှုတွေလုပ်တယ်ပေါ့နော်။စူပေါင်းမှုမှာကျွန်တော်တို့ကတီးတဲ့ကျွန်တော်ရဲ့ကျွန်တော်အမရဲ့ အဲကျွန်တော်ကျွန်တော်ညဖူးချစ်ပေါ့နော်အဲတော့ကျွန်တော်တို့ကဒီကနေရန်ကုန်ကနေကျွန်တော်တို့ပစ္စည်းတွေပေါ့နော်လှူတဲ့လူတွေဆိုကျွန်တော်တို့အလူခံပေးတယ်အလူခံပေးတယ်လူကြရတယ်အများကြီးပဲအဲကျွန်တော်တို့စောင်းနေလူတွေလူနဲ့အဲနောက်ပြီးတော့ဒီအမေအိမ်ကတော့ခလေးဝတ်တဲ့ပစ္စည်းလေးလူတွေတော့လက်ဖက်လူတွေလူတွေရှိတယ်ရေတန်းလူတွေလူတွေရှိတယ်ကျွန်တော်တို့လှူပြီးတော့ကျွန်တော်တို့တပင်းစင်းကိုကျွန်တော်တို့သွားပို့ဆောင်ပေးတယ်ကျွန်တော်တို့ ဟိုနှင်းရနှင်းရနေပေါ့နော်နှင်းရနေကကျွန်တော်တို့စထွက်တယ်ပေါ့ထွက်ပြီးတော့ကျွန်တော်တို့စကိုင်းမန္တလေးဝင်းကွန်းဟိုဘက်ထီတောင်ကျွန်တော်တို့ရောက်ကြတယ်အဲ့မှာကျွန်တော်တို့မန္တလေးရောက်တော့လေမန္တလေးမှာကျွန်တော်တို့ဘာလုပ်ကြလဲဆိုတော့ဒီမန္တလေးရဲ့ပြည်သူတွေပေါ့နော်ကျွန်တော်ထမင်းပေါ့စတူဒီတာထမင်းကျွန်တော်တို့ကျွေးတယ်အဲပြီးလို့ရှိရင်စကိုင်းဘက်မှာလည်းအဲ့လိုကျွေးတယ်မဟုတ်ရေးတန်းနေဝေးတယ်အဓိကတော့ကျွန်တော်တို့ကငွေအဲ့လိုလှူလာတဲ့ကျွန်တော်တို့ကဒီဒီပစ္စည်းတွေအဓိကလက်ထဲကိုဒါလိုက်ရအောင်ကျွန်တော်တို့ လုံးပေးတယ်ဟိုဘက်မင်းကဟိုဘက်ဆိုပုံအောင်ဆိုးတယ်ဟိုဘက်မှာဒီငလျင်ထိတယ်လို့တော့ပေါင်းဝင်တယ်ကျော်ပို့ပြီးတော့တနာဖို့ကောင်းတယ်အဲ့ပါလေတော်တော်အဓိကရေမရတာများကြတယ်ဗောနော်ရေတွေကအဆင်မပြေဘူးဖြစ်ကြတယ်တော်တော်လေးဥစားပျက်စီးသွားတယ်မြင်ကြစိတ်မကောင်းဘူးဗောနော်အဓိကတော့ကျွန်တော်တို့ကတော့လူအားဗောလူအားကိုပို့ပြီးဥစားဖြစ်ပါတယ်ထဲဝင်ကြတဲ့လူတွေကတော့အများကြီးရှိတယ်ကိုဘိုးရှိဥဆောင်ပြီးတော့ကျွန်တော်တို့သွားကြပါတယ်ဟုတ်ဘယ်လိုခက်ခဲသူတို့မှပို့ဘလို့ကောင်းမလဲနှိရှိလာမယ့်ဆူဆောင်ခဲ့သူတို့ ဟဲ့ဝင်တိုက်တာပြင်မိသားစုတူခွဲသွားရမြင်တော့စိတ်မကောင်းဖြစ်ရတာပေါ့ဗျာသူတို့မှတကယ်ကိုကူမဲ့သူတယောက်ရောင်လဲတကယ်ကိုဖေဟာတဲ့သူပွင့်တဲ့အချိန်မှာသူတို့ဖြစ်နေကြတာလေဩနောက်ပြီးတော့လမ်းဘေးမှာအိတ်နေကြတာမြင်တော့စိတ်မကောင်းဘူးပေါ့စားမယ်တောက်မယ်ဖြစ်ကုန်ကြတယ်နောက်ပြီးတော့မိဘမိတ်ဟိုအိုအိမ်မိတ်နော်အဲ့လိုတွေဖြစ်သွားကြတဲ့ခါကျတော့ကျွန်တော်တို့ကပြည်သူတွေပေါက်ဖွားတဲ့ပြည်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်လဲမြင်ရတာစိတ်မကောင်းပါဘူးဟို ကပ်ပြီးကြုံလာတဲ့ခါကျတော့လည်းမတန်နိုင်ဘူးပေါ့ဗျာဘယ်လိုပဲဖြစ်ကျွန်တော်တို့အမှုပညာရှင်တွေရတဲ့တတတအားဝင်းရတာပေါ့ဘာလို့လဲဆိုတော့ဒါကျွန်တော်တို့ရဲ့ transmission ကျွေးရှင်နေလीအဲ့တော့သူတို့ဒုက္ခရုံရဲ့အချိန်မှာကျွန်တော်တို့ကဒီတိုင်းလက်ပိုက်ကြီးကြည့်နေနိုင်မှာပေါ့အဲ့တော့ကျွန်တော်တက်စွမ်းတဲ့မြတ်ပါဝင်လှူဒန်းနေမျက်မြင်ကိုယ်တွေ့မြင်ရတာစိတ်မချမ်းသာစရာပြောရင်တော့အများကြီးပါပဲအမှန်တရားပြောလို့ရှိရင်မြမရဲ့အမှုပညာတွေဇီဒီပထိုးတွေအကြောင်းကန်တွေ ဟိုမစိုးရင်ချောင်းတိုင်းကဆိုလဲဖုံးဖုံးနေเนาะဒီတိုက်ကြီးတစ်ခုလုံးပြိုကျသွားတယ်เนาะတကယ်ကိုစိတ်မကောင်းစရာပါနောက်ပြီးတော့ဒီတာသနာဘိမ့်မှအဲ့ဘိမ့်မှเนาะเนาะပြိုကျမှာဖုံးဖုံးနေသူစားဖြေနေတာအပါ80เนาะပြန်လုံတော့မူသွားတယ်တကယ်ကိုစိတ်မကောင်းပါဘူးကျွန်တော်တို့ဗုဒ္ဓဘာသာနိုင်ငံနေနဲ့ကပ်ပြီးအခုလိုဖြစ်နေတဲ့အတွက်ကြောင့်အမှန်တမ်းစိတ်မကောင်းစရာပါအဲ့တော့ဟိုနောက်နောက်လည်းဒီလိုကပ်ပြီးဒီလိုမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းရမှာပါခင်ဗျဟုတ်ပါ ကိုကိုတိုင်းကတော့အဲ့မင်းနေလောက်တဲ့ရှင်ကတော့ကျွန်တော်အိမ်မှာပဲရှိခဲ့ပေါ့နော်ကျွန်တော်ကအိမ်မှာပဲရှိတော့ကျွန်တော်ဒီကိုကို Facebook ကြီး TikTok ကြီးကြည့်နေတယ်ကျွန်တော်လှုပ်လာတာလှုပ်တော့ကိုကပွဲကပြီးပြန်ပြီးကျွန်တော်အိမ်မှာနေနေတာလှုပ်တော့ကိုကိုအိမ်ရတဲ့ခေါင်းမူးတယ်ပဲကိုကိုကိုထင်တာလေဘယ်ဟုတ်မလို့တော့လှုပ်လာသူကပထမဒီလိုလှုပ်တယ်ပြီးတော့ဒီလိုလှုပ်တယ်ตัวอาชีพนอกตอกมาไอ้หลุ่ล่ไล่แต่คาจ้ะรอนี่หลูซ้วยขาไล่ดูเพราะดีหลุ่ล่เนี่ยจังตีหามะทูไอ้ไอ้เมถั่วได้ตอนนี้จัง ညီညီညီတက်ဖြစ်နေတဲ့ခါကျတော့ချက်ချင်းထွက်ထွက်လိုက်တယ်ပေါ့တော်တော်3မိနစ်လောက်ကြာသွားတယ်ပြီးလဲပြီးတော့ကျွန်တော် Facebook နဲ့ TikTok ကြည့်လိုက်တဲ့အချိန်မှာအချိန်ကြီးကတော်တော်ဆိုးရွားစွာနဲ့ကိုဖြစ်သွားတာတွေ့ရတယ်ဟိုအခုနောက်ပိုင်းတော့မှဒီမြန်မာပြည်မျိုးကနည်းနည်းလေးရွေ့သွားတယ်လို့ပြောနေကြတယ်ဟုတ်လားမဟုတ်လားလည်းမသိဘူးပေါ့နော်အဲ့လောက်ထိဖြစ်သွားတဲ့ခါကျတော့ကိုကိုယ်တိုင်ကတော့ဟိုဘာမှတော့မဖြစ်လိုက်ဘူးပေါ့နော်အဲ့ ကြည့်လိုက်တဲ့အချိန်မှာတော့ဒီ TikTok နဲ့ဒီဟိုမာတွေကတော့ Facebook ကတော့ချက်ချင်းတက်လာတယ်တော်တော်ကြီးကိုပြီးမြင့်ထန်ထန်လေးဖြတ်သွားကြတယ်တွေ့ရပါတယ်ဟုတ်ဟိုဘယ်လောက်ဒီဟိုတပူပေါ်နပူဆင့်ဆိုမှာပေါ့ဗျာဇကွန်ရတယ်ပြောရှိလို့ရှိရင်တော့ကန်ဆိုးမှာတော့ရမိုးလိုက်လို့ရွာဆိုသလိုပေါ့ကပ်ဘေးရှောင်းကဒီမြင်းကလေးဘေးရှောင်းကအခုတခါလေပြင်းမုန်တိုင်းထပ်ဖြစ်တဲ့အခါကျတော့အာတော်တော်ကြီးကိုတကယ်ကိုကတ်ကြီးစိုက်နေတဲ့အတိုင်းပါပဲဟိုစိတ်မကောင်းတော်တော်ဖြစ်ရတယ်ဟိုကျွန်တော်တို့ဟို ကြုံဦးပါတယ်လေကျွန်တော်တို့ဒီရခိုင်ဒီမုံတိုင်းပဲတခုပါပဲအခုကတော်တော်ကြီးဆိုတော့မနေ့ကလည်းတော့မိုးမိုးကရွာတော့လေတိုက်တာလေတိုက်တာလေတဲ့တော့အဲ့မှာလမ်းဘေးမှာအိတ်နေတဲ့ဒီပေါ်နပြည်သူဒီတဲတွေသူကင်တဲလေးလွတ်လွတ်ထွက်ကုန်တာဟိုမြင်ရရှူရတာလေအမှန်တမ်းပြောလို့ရှိရင်တကယ်စိတ်မကောင်းစရာပါပဲဟိုစိတ်မကောင်းဖြစ်ကိုကိုတိုင်းဟိုမဖြစ်သေးသေးတော့မခံစားဘူးလို့ခံစားရပါတယ်ဘာလို့လဲဆိုတော့ ကိုယ်တိုင်လည်းကိုယ်တိုင်တော့ဝင်ပြီးတော့ဟိုတခါအာသွန်ခေါ်ဆိုင်လှုပ်ပေးကြမှာလေဒါပေမဲ့အဲ့နေရာမှာမှအဲ့လှုပ်ပေးနေကြတဲ့ပရဟိတသမားတွေကိုလည်းကျေးဇူးတင်ပါတယ်ကိုဖြစ်ရင်ပြီးနိုင်ငံတကာနေလာရောက်ကူညီကြတဲ့သူတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်အဲ့မှာတော့မှဒီအဲ့မှာလာကူညီတဲ့နိုင်ငံတကာနော်ဒီကေဇေးသမားတွေသူတို့ကိုယ်တိုင်တော့မှခံစားရတယ်သူတို့လည်းလမ်းပေးအဲ့ရတာသူတို့တော့မှကန့်နေတဲ့နေစံသူတို့လည်းအဲ့ထဲမှာရှိနေတဲ့ခါကျတော့ဟိုတော်တော်ကြီးကိုအချိန်နေဆိုးတယ်လို့ပြောမှာပါဗျာဟုတ်ဘလို့လေးစားမိလဲဆိုတော့တော်တော်ကြီးကိုပေါ့နော်ဟို ကျေးဇူးတင်ပါတယ်ကိုဒီမလုံနိုင်ဘူးလေကိုဒီသူတို့အပင်မန်းလည်းမခံနိုင်ဘူးလုံလည်းမလုံနိုင်သူတို့တကယ်ကိုထိထိရောက်အပင်မန်းခံတယ်တကယ်ကိုအသက်ဆုံးဆံပြားသူတို့ဒီแท้ကိုဝင်ဖို့ဆိုတာသူတို့အသက်ကိုရင်းပြီးသူတို့သွားတာလေရင်းပြီးသွားတယ်တကူသူတို့လုံနေမှာထပ်ပြူကြသွားနိုင်တယ်အဲ့တော့သူတို့ရဲ့အသက်ကိုဗဒနာမှထားပဲသူတို့ရဲ့မိသားစုကိုစွန့်ဟိုဘောနော်ထားခဲ့ပြီးတော့ဒီနိုင်ငံမြန်မာနိုင်ငံကိုရောက်လာပြီးတော့လာရောက်ကူညီပေးတဲ့နိုင်ငံတကာအသီးသီးက ကေဇိအဖွဲ့လေအထူးပဲကျေးဇူးတင်ပါတယ်เนาะပြီးတော့မြန်မာပြည်ကပရဟိတတွေเนาะကေဇိအဖွဲ့တွေလေအထူးပဲကျေးဇူးတင်ပါတယ်တကယ်ကိုပူတော့ရာဒီမှာအင်းဟိုဘောเนาะတရုတ်တို့ဘာလို့ဆိုတော့သူကအေးတဲ့နိုင်ငံတွေဒီရောက်လာတယ်เนาะရောက်လာပြီးတော့ကူညီကြတဲ့လူတွေเนาะပရဟိတအဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်ထက်ကျေးဇူးတင်တာကိန်းတိုင်းခွေးလေးတွေပေါ့ကိန်းတိုင်းခွေးလေးတွေเนาะဒါသူတို့ပြောတဲ့လူရှားတယ်ကျွန်တော်တို့ဆက်ပြောတာသူတို့ဒီအမတန်မှ တော့ခွေးလေးတွေကအမတန်မှတော့ဒီတရိတ်ဆန်ထဲမှာခွေးလေးတွေဒီအမတန်မှလူတွေနဲ့အထီးတွေ့ဆုံးလူသားအာထီးတွေ့တရိတ်ဆန်ပေါ့နော်တရိတ်ဆန်လူတော်ပြောရမှာအာနာပါတယ်အမတန်မှဟိုအသက်တခင်ဂျေစုရှင်ကိုပြောရပါမယ်နော် K9 လေးတွေဘလောက်တောင်တော်လဲဗျာသူတို့ရောက်လာကြတယ် K9 ခဲ့တယ်တီသွားတဲ့ခွေးလေးတွေတောင်ရှိတယ်နော်အမတန်မှဒါတိုင်းပေါ်တဲ့ဟုတ်လားမဟုတ်လားတော့မသိဘူးတီသွားတဲ့ခွေးလေးတွေတောင်ရှိအမတန်မှဂျေစုတင်ပါတယ်သူတို့ထရိန်းထားတာပေါ့အာ နိုင်ငံတကာကသူ train ရတဲ့ system တွေအရန်ကောင်းတယ်ဘယ်နေမှာပဲသူအနက်ခံအားကောင်းတာဘာဖြစ်လို့ဆိုတော့လူတွေမလုံနိုင်တဲ့အရာကိုသူတို့လှုပ်ရတာလေသူအနက်ခံအားကောင်းတယ်ကဒီနေရာမှာဒါရှိတယ်သူကသူ initiation နဲ့သူဟောင်းပြခဲ့ဒီနေရာတူးလဲတွေ့တာပဲတွေ့တဲ့တိုင်းလဲကင်နိုင်ခဲ့တယ်အဲ့ဒါကြောင့် K9 ခွေးလေးတွေအဝူးလေးတွေအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်